ျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမကြီးလူထုတော်မာဤနိုင်ငံတကာဝတ္ထုလူများဆောင်အုပ်ထဲမှာကဘာသစ်စီတို့ဆိုတဲ့ကိုရီးယားဝတ္ထုလူလေးတပုတ်ကိုဖတ်ပြပေးမှာဖြစ်ပါလေရှင်ကဘာသစ်စီတို့နေဝင်ယူရီရွာပြင်းသွားတော့ကြာရဲတက်လို့ကြောက်လာတယ်အင်းနေဝီအောင်မောင်းမသွားဒီနာမာပဲကစားကွယ် ကိုရီးယားပြည်ကလေးများအဖို့တချင်းချစ်တော်ကျင်နီရန်သူနယ်မြေကိုတိုက်ခိုက်ရမှာအောင်မြင်တဲ့အတွက်စုဝေရတယ်။အဲ့ဒီငွေကိုမင့်စီပို့လိုက်မယ်။ဒူသမီးလေးကိုကစားစရာတစ်ခုခုဝယ်ပေးလိုက်ပါ။ပြီးတော့သူ့ဖေဖေကအမြဲတည်းရနေတယ်ဆိုတာလဲသမီးလေးကိုပြောပြပါ။အမေရိကန်လေသူရဲတအူးဤချစ်စနီးထံပေးစာမှ။နတ်သမီးတောင်ကြားဟုအိဗေရသည့် ဂျင်းဆန်တောင်ကြားကြီးတလျှောက်တို့လူတွေတည်တန်းကြီးတွားနေကြပါသည်တက်ခဲစားကလူတန်းကြီးရှည်လျားလာတော့လဲတွားရင်တွားရင်နဲ့လူတန်းကြီးမှာယော့မှန်းမသိယော့လာပါသည်လူတန်းရှည်ကြီးထဲမှာလဲ၍ကြံရည်သူတွေညီမြများသည်ကိုကလေးငယ်ကမရင်တွက်တတ်သေးသဖြင့်ကနန်းကိုမသိတော့လဲလူပတ်ဝန်းကျင်မှ လူရိတ်တွေနည်းနည်းသွားသည်ကိုတော့သူသိသည်လူတွေယော့သွားတိုင်းလဲသူ့ကိုကြောပိုးလာသည် သူ့အမိပါဇက်မှတပြည့်တောက်တောက်ပြောတံများကိုကြားရသည်ခလေးဤစိတ်တွင်ဒဲကြနေသူများအားသူများဤသူအဘဲကြောင့်မလျှောက်ခဲ့နိုင်ပါလိမ့်ဟုကားတွေးမိ၏ရှောင်းရင်းရှောင်းရင်းနှင့်တောဆက်တစ်ခုသို့ရောက်လာကြသည်မလန့်မကန်းတွင်လည်းမီးများတောက်လောင်နေသည်မီးလောင်နှင်းနှင့်မီးကိုယ်တို့မှလေချောင်းရ၍ချောင်းဆိုးကျင်စရာကောင်းလာပေ၏ ကျောဘူးတွင်မှခလင်းငယ်သည်တောင်ဝင်းရှင်ကိုကြည်ရင်ပြင်းတယ်လို့လို့ကြောက်တယ်လို့လို့ရှိတော့ကြသူ့အမိကျောနှင့်မျက်နှာကိုအပ်ပြီးငူလိုက်တော်သည်ခလင်းငယ်၏စိတ်တွင်ဤကဲ့သို့သောမဆုံးသောခရီးကိုသွားနေကြမည်အစားတနေရာရာတွင်နား၍မိခင်လက်ပေါ်တွင်အိမ်ရင်အမိရင်ဝင်းဖြင့်ထွေးထွေးနွေးနွေးအယူရခံလို့လှပါ၏သို့သောခရီးကမဆုံးသေးငူပေါ်မှနှဆိုးကြီးတွင်မကြမကြဝဲ၍လာတိုင်း တဟီဟီမြည်သည့်အတန်ဆိုးကြီးတွေကိုကြားတိုင်းလူတန်းကြီးသည်တောထဲသို့ဝင်၍ပုံရဝေးရလေသည် သူကိုကြောပိုးထားသည့်သူ့အမိမှလည်းသူများနီးသူပြေး၍ဝှရှာရသည် သူနှင့်ငှက်ကြီးတကောင်ကပ်၍ပြန်သည်နှင့်အတူတတက်တဲ့မြည်တမ်းများကိုလည်းခလေးကကြားလိုက်သည် သူနာတွင်အေးတန်ကြီးတွေကိုကြားရသည်မှာအခါများလှပါလေပြီကြားတိုင်းလည်းမချမ်းသာကြောက်လှသည် အပြေးနောက်ကြနေသောသူ့မိသည်ရုတ်တရက်မြေပေါ်သို့လဲ၍ကျသွားသည်ကလေးလဲသူ့အမိလဲသွားသဖြင့်လန့်ပြီးသူ့ကိုပိုးထားသောအဝိဇ္ဇာကိုဆုတ်ထားလိုက်မိသည်သူ့အမိမြေပေါ်သို့ဘုံဘုံလဲနေသောအခါကလေးသည်ကြောဘုအဝတ်ထဲမှအပြင်သို့ထွက်၍ထိုင်လိုက်သည်သူ့မှာတော့ဘာမှမဖြစ် အတန်ကြာထိုင်မိသောအခါညောင်း၍လာပြန်သည် သူ့အမိမှာမြေကြီးတွင် မျက်နှာမှောက်လျက်လဲနေရှာ၏ သူ့မိအိပ်ပြောနေရှာသည်ဟုကလေးကထင်သည်တနေရာတွင်ထိုင်၍နားစေခြင်းသည်မှာကြာလာပြီဖြစ်၍ကလေးကကြည်ကြည်နက်နက်ပင်ထိုင်ရာမှထပြီးသူ့အမိလက်မောင်းပေါ်တွင်လှဲ၍အိပ်လိုက်တော်သည်အတန်ဆိုးကြီးတွင်မကြားရတော့ပါငြိမ်၍သွားပါသည်သူတို့နောက်တစ်ချီထပ်၍ငကြီးတွေလောင်းအောင်မီကိုတော့ကြောက်ရှာသည်လာ၍သူ့အမေမနှိုးလင်အခက်ထိုးကြောင်ကလေးကသူ့အမေကိုနှင်းနီးနိုင်သမျှနီးအောင်တိုးပြီးအိတ်သည် လူရန်ကြီးကတော့ဆက်၍သွားမြဲသွားနေကြပါပြီသူတို့သားမိကိုထားပြခဲ့ပြီခရီးဆက်မြဲဆက်ကြသဖြင့်သူတို့နှင့်တဖြည်းဖြည်းဝေး၍သွားနေပြီလူတွေကသူတို့သားမိကိုမမြင်၍ကမဟုတ်မြင်ပါ၏တို့ရတွင်သွားရင်သွားရင်ဤကဲ့သို့လည်းနေရသူများမရေတွက်နိုင်တော့ပြီဖြစ်၍ဤသူကများအရေးမဆိုင်တော့ပါတိုးဆက်လမ်းမှကြောက်ခဲကလေးတွေပေါ်တွင်ကြာခဲ့သည့်သွေးများသာတကွက်ပြီးတကွက်တိုးခဲ့သည် လူတန်းကြီးကမူသွားဆဲပင်ဖြစ်ပါသည်သူ့အမိကိုတော်၎င်းသူ့ကိုတော်၎င်းလူတန်းကြီးကဂယုမမူအားတော့လူတန်းကြီးဝေး၍သွားသည်နှင့်အမျှတိတ်ဆိတ်ခြင်းကပူ၍ပူ၍လာသည်ကလေးငယ်ကလည်းသဘောကျသည်မဆုံးနိုင်သောခီးကိုသွားနေမိအစားတားမိအိမ်တွင်နေကြသလိုသာအေးအေးလူလူပုတိပုတ်သက်နေခြင်းသည်ယခုလည်းဘသူမှမရှိတော့ပဲသူတို့သားမိကြီးကြံခဲ့ပြီးဖြစ်သဖြင့်ကလေးသည်သူ့အမေရင်ဝင်စီတို့တိုးပြန်သည် ဆက်နေသောလမောင်းတစ်ဖက်အနက်တစ်ဖက်တွင်ဝင်၍ခေါင်းအုံးပြီးလက်တစ်ဖက်ကို သူ့ကိုယ်ပေါ်တင်ထားလိုက်သည် အမေရင်ငွေနွင်းနွင်းလေးတဲ့တွင်အိယာသည့်အရာသာကိုမှသူကကြိုက်သည်မဟုတ်လားမျက်စိများပင်မှိတ်ထားလိုက်သည်ဤလက်သေးစီမှစီးယူနေသည့်သွေးချောင်းကလေးသည် တိတ်၍သွားပြီးဆန်စကလေးတွေနှင့်ရောထွေးလျက်စဲစားပြူနေပါပြီကလေးငယ်ကတော့အိပ်ပျော်စေကလေးငယ်နူးလာသောအခါညအချိန်ရောက်နေပြီဖြစ်သဖြင့်မှောင်မိုက်နေ၏ ချမ်းလေးချမ်း၍လာပြီးထို့ကြောင့်အမေအနာသို့တိုးလိုက်ပြန်သည်သို့သောဆန်းလာချီဤတကားအခါတိုင်းခါတိုင်းနွေးနေကြအမေရင်ဝင်အိန္ဒိယကလေးသည်ယခုမနွေးတော့ကြောက်စရာကောင်းသောညအမောင်ပင်လင်းသူ့အမေကိုမှထွက်လာလေသလိုညအီအေးနှင့်အမေရင်ဝင်အေးပင်လင်းအတူတူလီလို့သူမခွဲတတ်တော့ပြီကြည်လီတိုင်းမှာလဲမဲမဲနဲ့မှောင်မှောင် ညအမှောင်တိုက်သည်ပင်လင်းသူ့အားမျက်လုံးကြီးတွင်နှင့်ဖြဲ၍ကြည်နေသည်ဟုထင်ရတော်၏ခလီလေကြုံရမဲ့သည်နှင့်အမျှအာရပါရអော်ပြီးငိုလိုက်ပါတော်သည်ယခုလိုခྱི་မထွက်ရမည်သူတို့အိမ်တွင်နေကြစဉ်ကမူစကားပြောသံရေသံတွင်နှင့်၎င်းနှွေးထွေးသောနေရောင်ကလေးတွင်နှင့်၎င်းအင်္ဂလိပ်ရှိရှိပန်းမင်ကလေးတွင်နှင့်၎င်းပြောစရာကောင်းလာသည်ထူမြမကသည် သူ့ယမင်းယုတ်မျိုးလုံးပြူကလေးနဲ့ကစားရသည်မှာလဲပျော်လှ၏ထို့ကြောင့်သူ့အယုတ်ကလေးနဲ့သာယခုဖြစ်ကစားကြင်တော်သည် သူ့အမေကဆဲဆဲပြားပြားစိတ်ငားလာသည့်အချိန်တွင်ယုတ်ကလေးနဲ့သာပျော်ပါတော်မည်ဟုသူကစိတ်ကူးပေါင်းမိတော်သည်ကြောက်စရာကောင်းရသည့်အထက်နှုတ်ကလည်းဆာရေကလည်းငတ်ပြန်သဖြင့်အယုတ်ကလေးကိုတရင်တအားတိုးပြီးငိုပြန်တော့သည်ငွေကတခံသူ့ယုတ်ကလေးဘယ်နေရာ ရှိသည်ကိုသူသတိရမိပြန်သည် ။မယုံကလေးမှာသူနှင့်အဝေးကြီးတွေမဟုတ်ပါ။တိုက်ပွဲခိုက်ပွဲတွေကြားတဲ့နေရာစဉ်ကပင်သူ့အမေကအီအယုတ်ကလေးကိုပေးထားပါသေးသည်။ယခုလည်းသူ့အမေအထုံထဲမှာပင်အီအယုတ်ကလေးရှိပါလိမ့်မည်။ကလေးကသူ့အမေလက်ကြီးတွေကိုဖယ်လီတော့သည်။လေးလိုက်ပါပြီးတော့သည်။ယခင်ကအီလိုမလေးဘူးပါလည်းရဲ့ယခုမှအမိလက်တွေကလည်းလေးလာပါသည်မနေပြီမနိုင်မနေရွှေ့ယူရသည်ပြီးမှရင်ွယ်နီးကထ၍ရက်လိုက်သည် အထုပ်ကိုလိုက်၍စမ်းသောအခါအမေအနီးမှပင် တွေ့ပါသည်ပျော်လိုက်သည်မှာစိုးပွဲမရှိ သူ့အမေကမလုံးမရှက်စိမ်းကားလုံးလာသည့်အချိန်တွင် အမေကျောင်းသားကအထုပ်ကလေးကအိမ်ဝင်းအိမ်သက်ကိုပြေးသောသဖြင့် ကလေးငယ်ကဝမ်းသာနေသည် အထုပ်ထဲတွင်လိုက်၍စမ်းသောအခါလဲကံအားလျော်စွာ သူ့ယမင်းရုပ်ကလေးကို အလွယ်တကူပင်တွေ့ရသဖြင့်ကလေးခမားမှာ များစွာ စိတ်ချမ်းမြေသွားလေသည် သူ့အယုတ်ကလေးမှာရခင်ခါများကနှင့်မချားပါဘီ သူ့လက်တွင်တွင်အตาရာနှင့်ပါလာပါသည်နေကလေးသာသာသူ့အိမ်တွင်ဒီအယုတ်ကလေးနှင့်ကစားရသည့်ဒုက္ခမျိုးကိုပင်ပြန်ရသည်ဟုခံစားရသည်သဖြင့်အင်ကူများပြန်ရောက်နေပြီလို့ဟုလည်းတွေးမိသည်အယုတ်ကလေးကို သူ့မျက်နှာနှင့်ကပ်လိုက်ပြီးကလေးငယ်ကသူ့အဖေါ်ကို သူတို့စားသည့်အကြောင်းရင်ငတ်သည့်အကြောင်းညာကြီးကမှောင်မိုက်သည့်အကြောင်းသူ့အမေက သူ့အားအေးမလုပ်သည့်အကြောင်းများကိုတူ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 နဲ့ပြောပြနေရှာတော့သည် သူပြောရင်ပြောရင်းနဲ့သူစိတ်တွေ၌အဟုတ်တကယ်ဖြစ်လေသည်ဟုလည်းထင်သေးသည်သူတို့အိမ်သူတို့ခြံကလေးတွင်တွင်ပန်းမင်ကလေးတွေချာမှသူ့အမေရေတံကိုပါကြားမိတောင်ရောင်သို့သောအိမ်မက်သားဖြစ်ပါသည်အိမ်မက်ပြာသည့်ဖြစ်ပြီးသောအပုံမှအိမ်ပြန်၍မဖြစ်နိုင်ပါစစ်သားတွေနင်းချေအပ်သည့်မြေမှလည်းဘာပင်မျှမပေါက်လာနိုင်ပါ။တေးပြီးသောအမေကလည်းပြန်ရှင်ရန်ခက်ပြီတောင် ကလေးငယ်နောက်တစ်ချိန်ငိုသောအခါနေအောင်နှင့်တကွနင်းချင်း၍ကနေ၏တို့ရာတွင်ညအမောင်တဲတွင်နေရစဉ်ကားထက်ဆူဝါသောရင်ငက်ချင်းနှင့်မူဆာချင်းက မခံမရနိုင်အောင်နှိမ့်ဆက်၍နေသည်ဖြင့်ကလေးငယ်သည်ငိုသည်နှင့်တပြိုင်နက်အော်၍သာငိုတော်သည်ငိုရင်းလည်းသူ့လက်သည်ကလေးကိုစုပ်မိသေးသည် မျက်ရည်တွင်နှာရည်တွင်ရွှဲရွှဲဆိုသည့်ကြားမှစုပ်ရသည့်လက်သည်စုပ်ကလေးကငန်းကြီးကြီးရတာကိုသာပြီးတော်သည်ဖြင့် တခါအမိဘက်သို့လှည့်၍နှူးရပြန်ပါသည်ပထမတော့ရိုးရိုးပင်နှူးပါသည်မရတော့မှငင်းငင်းသာသာကျဉ်ကျဉ်နာနာပူစာရပြန်ပါ၏သို့သောအမိကမလှုံမရှက်ထို့ကြောင့်ကလေးကစိတ်တူရီလာပြီးသူ့အမိနာသို့ကပ်၍လာ၏အမိကိုပင်တအားဖက်၍လှုပ်ခါဆောင်ကနှူးမှထပေတော့မည်ဟုသူကထင်ရှားသည်သို့သော အမိပခုံးကိုကင်လိုက်သောအခါကလေးသည် မလန့်စဘူးလန့်၍သွားပြီးနောက်တို့ပင်ပြန်၍ဆုတ်လိုက်မိတော့သည် သူ့အမေသည်လှုပ်၍မရလှုပ်၍မရအောင်ကြောက်တုံးကြောက်ခဲတဲ့ပွဲမာကြော၍နေသည်ဆန်းလာကြည်ဤတကားဘဲချင်းဘဲခါကသူ့အမေဤဖြစ်သူပြောင်း၍သွားလိုက်သည်ကို သူမသိသူ့အမေမှဟုတ်ပါလေစားသူမသိသည့်နားမလဲသည့်လူလူဦးတယောက်ပေလုံးကလေးသည်သူ့အမေကိုစိစိဆက်ဆက်ပြန်၍ကြည့်နေ၏ ရင်းညိပေါ်တွင်မှောက်ကုန်နေနေသောအမေ၏နှထင်တွင်၆ရည်နေသောသွေးစာသွေးနာအကွက်များကိုမြင်ရသဖြင့်ကလေးစိတ်တွင်ကြောက်စိတ်သည်အလိုလိုဝင်၍လာသည်မင်းညားကပင်သူ့အမေတိုင်းရှိပါလျက်ကဲ့နှင့်ယခုတော်ကားကလေးသည်ဤပုံတိုင်းကိုကြည့်၍မနေခြင်းတဏီယာသူ့ထွက်၍သွားခြင်း၏ထို့ကြောင့်သူ့ရုပ်ကလေးနှင့်သူ့ထုပ်ကလေးကိုဆွဲပြီးထွက်လာခဲ့သည်ထွက်၍သာလာခဲ့သည်ဝေးဝေးကမသွားနိုင်ပါ တောထဲတွင်နေရသည့်ကြောက်စရာထက်မလုံးမရှိသော အမေကိုကြီးနာတွင်နေရခြင်းကပို၍ကြောက်စရာကောင်းသောကြောင့်သာခွဲခွာခဲ့ရခြင်းဖြစ်လေသည်ထို့ကြောင့်မြင်းနှင့်ရှောကလေးတစ်ခု၏ထိတ်တွင်အသာထိုင်၍ဟူဟူဒီဒီရှောက်ကြည့်ပြီးကြည်နေမိသည်ခလေးအဖို့ငိုခြင်းစိတ်ကပုံခဲ့ပါမည်ငိုခဲ့ပြီးပြီးငို၍ဘာမှအကြောင်းမထူးငိုတန်ကြသဖြင့်ကြောက်ွယ်ငှဆိုးကြီးတွေသာလင်းလာခြင်းလာမည်တတော်လုံးအိတ်စိတ်သည်နှင့်အမျှ သူလည်းတိတ်တဆိတ်ပင်ထိုင်နေလိုက်တော့သည်အထုပ်ကိုဆွဲ၍လာခဲ့စဉ်အထုပ်ထဲမှဝတ်ကလေးတစ်ခုအပြင်သို့ကျသည်ကိုမြင်သဖြင့်ကလေးသည်ထိုဝတ်ကလေးကိုကောက်ပြီးသူ့လယ်ပင်တွင်ပတ်၍ထားလိုက်သည်အဝတ်ကလေးမှအိမ်ဝတ်အိမ်သက်ကလေးကိုရှူရှိုက်ရသည်မှာပင်သူ့အဖို့ဘရသာရှိလာပေ၏ဖြစ်ရပုံမှာအဝတ်ကိုဆွဲယူကာမှပင်မုံပယ်ကလေးတစ်ခုအထုပ်ထဲမှထွက်လာပြန်သဖြင့်၆ရက်မာကျောနေသောထိုမုံပယ်ကလေးကိုပင်ကလေးသည် ်အငန်းမရကောက်၍ယူလိုက်ပြီးကြွက်ကလေးများတစ်ဖွဲတကြွတ်ကြွတ်ကိုက်ဖွဲကိုက်ဖဲ၍စားတောက်လေသည်သူ့ဝန်းကစားလောင်ခြင်းမှာအီမုံဘဲကလေးတစ်ခုစာများမကသဖြင့်စားရကားမှပုံ၍စားလာပြန်သေးသည်ထိုစားလောင်ခြင်းထက်ရင်းငှက်ခြင်းကလည်းပုံမှု၍မခံမရနိုင်အောင် ဖြစ်ရသေး၏ကလေးမှာတဏှာရာသို့ထွက်ပြေးခြင်းစိတ်ပင်ပေါ့၍လာမိတော်သည်သို့တော်မပြေးနိုင်ပါမပြေးရပါ သူဤတစ်ခုသေးသောခင်တွယ်စရာအခင်တွယ်ဆုံးသောသူ့အမိမှာမလံမကန်လေးတွင်မှောက်လျက်ရှိနေပါသည်ထို့ကြောင့်ခြေတိုင်ရှိသည့်နွားတစ်ခွဲမနီမူဝေးတင်သာပတ်ချာလှည့်၍နေလေတော့သည်ရင်းငန်းလုံးသည့်ဖြင့်ချင်းရှုရဲ့တရွက်ကိုပင်ကောက်၍ဝါလိုက်မိသည်ဤပဇတ်ထဲတွင်ပူလာသည့်ဖြင့်ပြစ်ခနဲထွေ၍ထုတ်လိုက်ရသည်ကလေးငယ်နှင့်ယမင်းယုတ်ထို့နောက်မလံမကန်တွင်လုံးဝလှုပ်ရှားပေါ်မှမရသောအမိ နေသည်မြင်မှန်းမသိမြင်ရမှနေမှန်းမသိနေစာပြုပြီးခလန်းလန်းစီမှငိုချင်းတန်ကြီးများပောက်ကွဲတုံမိတန်ကြီးများကိုလည်းတစ်ချက်တစ်ချက်တွင်ကြားနေရသည်ခလေးငယ်ဤအိမ်ကဲ့သို့သော အင်္ဂလိတွင်မြည်မြမီးလောင်၍ခလေးငယ်ဤအမေကဲ့သို့သောအမေများတားငယ်သမီးငယ်တွေကိုရင်ခွင်ပိုက်၍ပြင်းရွာရင်ပုန်းရှို့ရင်းကထိမှန်ပြီးဤကဲ့သို့မလုံမရှက်တော်သောအဖြစ်သို့မြည်မြရောက်နေကြပြီကိုမခန့်မှန်းနိုင်လေ ်ခလင်းငယ်သည်ရေငတ်လုံးသဖြင့်နှုတ်ခမ်းတွင်များကွဲနေပြီလောဟုအောင့်မိမိသည်ရေငတ်သဖြင့်လည်းငိုလိုက်အောင်မည်ဟုစိတ်ကူးပါသည်သို့သောငို၍ကအကျိုးမထူးခဲလာပြီဖြစ်သဖြင့်မျက်ရည်များအလိုလိုခန်းချောက်၍မငိုဖြစ်တော်မီရုပ်ကလေးကိုဖက်ရင်းအိပ်ပေါ်သွားလိုက်ပြီးမှအကြကြီးလောခဏသာလောဟုကမသိခလင်းငယ်နိုးလာသောအခါခွေးတကောင်သူနှင့်မလန့်မကန့်တွင်အမိတရန်ရန်နှင့်ရက်နေသည်ကိုတွေ့ရ၏ ခွေးဒီကလေးငယ်ကိုကြည်လိုက်အနှဲငယ်ရှေ့သို့ဒူးလာလိုက်နှင့်လုံနေရမှဒီတစ်ချက်အဝိတ်တွင်အနှံ့ရဟန်ဖြင့်မိဘတို့လဲနေသောသူ့အမေစီသို့ရှောက်၍သွားလေတော်သည်ကလေးငယ်သည်သူ့ပူသူထက်သူ့အယုတ်အတွက်ပူ၍စိုးရင်သည့်နှင့်သူ့အယုတ်ကလေးကိုရင်ပတ်တွင်တင်းတင်းကြီးအပ်ထားလိုက်သည်ခွေးမမူသွေးနှံများကိုခံရင်းကအတိတ်ခုပေါက်၍လာလေသလားမသိကျေလောင်စွာတစ်ချက်မျှရှည်ရှည်ကြီးဥလိုက်ပြီးသောခြေဥတရာထွက်၍ရည်တည်တော်သဖြင့် ကလေးငယ်မှာတယောက်တည်းကြံရဲကြံခဲ့တော်သည်ခွေးမှာကလေးကဲ့သို့သောဒုက္ခိတတရဝါတူပင်ဖြစ်ပါသည်တခင်မဲ့စွန့်ခွာခြင်းခံရသည့်တရိษံတကောင်မြသာဖြစ်ရှာသည်ဖြင့်သူအားယူရမည်သူကျင်နာမည်သူအစာကျွေးမည်သူဟုသာသူကလိုက်၍ရှာနေပါသည်ဤအသေးကောင်ကဲ့သို့သောအသေးကောင်များကိုတွေ့ဝူးလာပြီးဖြစ်သည်ဖြင့်သူကနောက်ထပ်မတွေ့လိုတော့ပါသို့တော်လည်းဤခွေးဖို့ကမ္ဘာလောကကြီးသည်စိတ်သုံးတော်မူခဲ့သူရှိနေပါမည်။ တွေ့လေတိုင်းလူသေးကောင်းတွေကြီးခလေးငယ်ကခွေးသည်သူမောင်းလိုက်သဖြင့်ပြေးသည်ထင်ပြီးသဘောကျနေသည်သို့တော့ခွေးကိုမောင်းနိုင်ပါလျက်သူ့ရင်ထဲကရင်ငက်ခြင်းနဲ့ပြေးပြသောဆာလောင်ခြင်းကိုမမောင်းနိုင်သဖြင့်စိတ်ညစ်၍သွားသည်မုံကလေးများကြံလူကြံရမှုသောမျှော်လင့်ချက်ဖြင့်သူ့အထုပ်ကိုတည်တည်ချာချာပြန်၍ရှာသည်မုံကတစ်ဖက်ဆို၏တစ်ဖက်များမရှိတော့အထုပ်ထဲမှသူ့အင်ကြီးအလှပကလေးတွေသာထွက်၍လာသည် ။ဤအင်ဂျီကလေးများကိုသူ့အမေကပွဲလန်းသဘင်များတွင်ဝတ်ဆင်ရန်ချုပ်ပြီးပေးထားသည်။သူခမရမာသာပွဲလန်းနှင့်မတွေ့ရဘဲစစ်သားများနှင့်၎င်း၊သေမင်းနှင့်၎င်းတွေ့ကြုံ၍နေရခြင်းဖြစ်သည်။အမှန်အားဖြင့်ဆိုရသောကလေးငယ်သည်သေမင်းကိုသူမသိပါ။သူရတွင် သူနားမလည်နိုင်သည့်ဆံပြသော ဖြစ်စဉ်များကိုဖြင့်သူကကြောက်နေပါသည်ကြောက်သည်မှအိန္ဒိယကထွက်၍ပြေးကျင်လောက်အောင်ပင်ကြောက်နေသည်ကလေးသည်ဤပတ်ဝန်းကျင်တွင် မနေခြင်းသူနေခြင်းသည်မှာ လူသားတို့ပျော်ရွှင်ချမ်းမြေ့ခြင်းရှိသည့်ဒေသတို့သာတွားခြင်းလေသည်နေကလေးရည်၍တွားပြီဖြစ်သည်ဖြင့်မကြမတင်ပင်အမှောင်လွှမ်းခြုံစားပြုပါလိမ့်မည်ကလေးငယ်ဖို့မှမူရင်ငတ်ချင်းစားလောင်ခြင်းထက် အမှောင်ကိုပို၍ဂရုမမူတော့ပြီတို့ရတွင်အမှောင်တို့ဝင်၍လာသည်နှင့်အမျှတောဆက်ရှိ ပိုးပရစ်တို့၏ညီစီစီတံများသည်မရက်တန်းမြည်တော်မြဟန်ဖြင့်ထွက်ပေါ်၍လာရမှာ ဖူတန်များသည်တဖြည်းဖြည်းတိုး၍တိုး၍သွားလေတော့သည်။နတ်သမီးတောင်ကြားဟူသောအတိတ်ပဲရှိသည့်ဂျင်းဆန်တောင်ကြားတွင်၌ကလေးငယ်နှင့်သူထွေးပွေထားသောယမင်းရုပ်မလန်မကန်းရှိမိခင်အလောင်းထင်းရှုပင်ရှိရှိကြီးများစသည်တို့သာရှိလေသည်။မိတော့ရောင်တွင်လင်းရင်ဝဲတန်တွင်ကိုအလံဝဲဝဲ၌မြင်ရကြရတော့သည်။မနေ့လေး၍နေရောင်မပြူမီချင်းကလေးတွင် လင်းနာတကောင်သည်ကလေးငယ်တို့နှင့်အနီးဆုံးတိတ်ကိုင်းတိုင်းပေါ်သို့ ဝဲကနေပြန်ခေရာမှ နားလာလေသည်ဒင်းသားဤကိုလေးချိန်ကြောင့်တေကိုင်းမှညင်ကနေလှုပ်၍သွားလေသည်တေကိုင်းလှုပ်၍သွားသည်မှာမဆန်းလာပေဤခေဤခါများတွင်အဝနေသောတရဝါများမှာနင်းနာများသာမဟုတ်တုံလောနင်းနာသည်အတောင်ကိုခတ်လိုက်ပြီးအနှဲငယ်နှိမ့်သည့်နေရာသို့ဆင်းလာ၏ကလေးမှာငုံမနေတော့ပဲမျက်စိကိုယ်သာအသာရာဖွင့်ကြည့်နေလေသည်နင်းနာကို၎င်းတပင်များကို၎င်း နန်းလေးဤကြည်လင်သောကောင်းငင်ကိုတော်၎င်းကလေးကရှောက်၍ကြည်နေလေသည်သို့သောနိုးမဆိုးရညီမတော်ရသောဒံရများဒံများကြောင့်သူမျက်စိများမှာကြာကြာမခွင့်နိုင်ပဲအားနည်းသဖြင့်ပြန်၍ပိတ်သွားလေတော့သည်တပင်ပေါ်မှနေသားကမူအကြကြီးဆောင်၍ကြည်နေလေသည်ကလေးငယ်ဤမျက်လုံးနှလုံးမှိတ်သွား၍အတန်ကြာသည်နှင့်တပြိုင်နက်နေသားလည်းကလေးငယ်ဤအနီးသို့ရောက်လာပြီး ။ပူမေးသောကလေးငယ်၏ကိုကို သူ့လက်သေးများဖြင့်ဆွဲ၍ကုပ်လိုက်လေ။ကလေးလည်းနာလုံးသောကြောင့်တအားအော်၍ငူလိုက်မှလင်းသာလည်းနံ၍တခါတည်းတစ်ပင်တစ်ပင်ပေါ်သို့ပြန်ပြေးလေတော့သည်။ကလေးငယ်သည်ငူယုံနှင့်အားမရသေးပဲထ၍ပြေးလိုက်ခြင်းပါသည်။သို့သောဒုက္ခများမှအားနည်းလာသည်ဖြစ်သဖြင့်စိတ်နောက်ကိုမပါနိုင်တော့ပါတရွာရွာသာတွားနိုင်မှာတော့ဒီထိုးချင်းတွင်လူရိတ်တစ်ခုသူ့နားတွင်ရောက်၍လာသည် သို့တော်ကလေးငယ်ကထိုလူရိတ်ကိုဂယုမပြုမီထို့ထက်အရေးကြီးသည့်အရာကို သူကစိတ်ဝင်စားနေသည်ထိုအရာကအချားမဟုတ်သူ့ခြေအောက်တွင်မိုးနှင်းများညကကြားခဲ့သဖြင့်မျက်ပင်ကလေးတွေစွတ်စွူနေခြင်းဖြစ်လေသည်ကလေးငယ်ကမျက်ပင်ကလေးတွေနှင့်ရင်းညှိကလေးတွေကိုပစက်နှင့်လိုက်၍ရက်နေသည်သူငယ်ကလေးတယောက်ကကလေးငယ်ကိုဤသို့မျက်ပင်များကိုရက်လျက်နေစေတွေ့ရခြင်းဖြစ်သည် ထိုသူငယ်ကလေးမှာလက်သမီးတောင်ကြားထဲတွင်တယောက်တည်းကျန်နေခဲ့သူလည်းဖြစ်သည်မိမတယောက်လဲနေသည်ကိုမြင်သည့်ဖြင့်ထိုလောင်းအမီးများတွင် စားစရာများရှိနေမည်လို့ဟုတငယ်လေးကလာ၍ရှာခြင်းဖြစ်သည် သူဖို့လူသည်များအနာ အနာမှအစားစာများရပူးလာပြီးဖြစ်သည့်ဖြင့်ယခုလည်းအလောင်းလေးတွင် ရှောက်၍ရှာနေလေသည် အနီးပါရွာတွင်မှန်သမျှလူစားလူနာပင်မရှိတော့ပါ အသက်ရှင်လျက်ရှိသောကလေးငယ်ကိုမြင်သောအခါကလေးရှိရာသို့ထိုသူငယ်ကပြေး၍သွားလေသည်ပြီးမှမြက်ကလေးများကိုဝါးနေသည်ကိုမြင်သည်ဖြင့်အေးငါမှမုံကလေးရှိသေးတယ်ကွာနေအောင်မင်းလည်းစားတာပဲဟုတ်လားဟု တငယ်လေးကပြောလိုက်သည်ကလေးငယ်သည်မကြောက်မရွံ့သူ့လက်ကလေးကိုဆန့်တန်း၍တောင်းရှာသည်ကလေးငယ်ကယခုမှတွေ့ရသောတငယ်ကလေးကို သူတို့အိမ်တွင်လာ၍ကစားလေရှိသည့်အိမ်ကြီးချင်းတငယ်ကလေးကိုခင်သည် ူးစိတ်ထဲတွင်ထိုတငယ်ကလေးနှင့်ဤတငယ်ကလေးအတူတူဟုပင်မှတ်နေသည်။ဟေ့မင်းမငတ်ဘူးလားငတ်မှာပေါ့ကွာရေပင်နာရှိမှန်းမှမင်းမသိပဲ။ဟောဟူနာမှာချောင်းကလေးရှိတယ်ကွာ။ဤသို့ပြောပြီးတငယ်ကလေးကရေလေသည်။ဤတငယ်ကလေးသည်စောစောကမူသူ့အားကြီးကျူဆောင်းဆောင်းမိလူကြီးတူဦး။ကောင်းယူကျွေးမွေးမိသူတို့နှင့်တွေ့လျင်ကောင်းလေစွာဟုတန်းတာမိခဲ့သည်။သို့သောယခုချိန်တွင် သူကဂယုဆိုင်ရနှင့်သူ့ထဲငယ်ရွယ်သူကလေးကိုလာတွေ့နေသည့်ဖြင့်လူကြီးစိတ်များဝင်၍သွားပြီးလျှင်ဝမ်းမန်းနသာကလေးအားယူရ၍နေခြင်းဖြစ်ပေသည်။ကလေးငယ်အားရေများကိုချောင်းမှခိုက်၍တိုက်လိုက်သောအခါကလေးကအာပါတရတောက်ရှာပြီးသူ့အားအပြုံးစုကိုပေးလိုက်လေသည်။တငယ်ကလေးသည်ရေတိုက်ပြီးတော့ကလေး၏ရှိစုမဲစုအဝိစားပစ္စည်းများပစ္စည်းများကိုအလောင်းအလုံးပေါင်း၍ထုံလေသည် ကလေးဤညပန်နေသောအဝတ်များကိုလည်းအသည့်နှင့်လဲလှယ်၍ပေးလိုက်သည်။ပြီးမှသူ့ဘာသာသူကျင်းနေသည့်အမူအရာဖြင့်တခြင်းတစ်ပုဒ်ပင်ပါဇက်မှဆူနေလိုက်သေးသည်။ကလေးငယ်ကိုခတိခွင်ချီ၍နှစ်ယောက်သားထိုနေရာမှခွာခဲ့ကြသည်။တငယ်ကလေးကအလောင်းကိုသောအဝေးကြီးကကွင်း၍တွားလေသည်။တွေ့ရလှပန်းများပြီဖြစ်၍ဤလောင်းနှင့်ဤကလေးငယ်မြည်သူဆက်ဆက်သည်ကိုသူကတည်ပြီးဖြစ်ပါသည်။ ကလေးငယ်ကိုချီရသဖြင့်ပန်း၍လာတော့အခါသူ့ကြောတွင်ပိုး၍ခေါ်ခဲ့လေသည်ကလေးငယ်ကလည်းသူ့ကြောပေါ်မှစီး၍လာရင်ရုပ်ကလေးကိုတစ်ဖက်မှပို့လျက်ပျော်ရွှင်သည့်အရေးရောင်နှင့်ကြီးကြီးလင်းလင်းဖြစ်၍လာတော့အခါတငယ်ကလေးမှာများစွာပင်ဝမ်းမြောက်နေတော့သည်ဒုနှစ်ယောက်ဝင်းနေစရာအိမ်တလုံးတော့တွေ့မှာပေါ့ကွာမပြည့်စည်သေးတဲ့ရွာလဲရှိအောင်မှာပေါ့ဟုတ်လားသွားကြမယ်ဟိစစ်မရှိတဲ့အရက်ကို ။ဤသို့ပြော၍လာရင်လမ်းကွာတစ်ခုသို့ရောက်ခဲ့ကြလေသည်။တစ်ဖက်ကိုချိုးလျင်နတ်ဗိမာန်တောင်ချီသို့ရောက်မည်ဖြစ်လျက်တခြားဘက်သို့ချိုးခဲ့လင်းမူကားဒုက္ခဝတီတောင်ထိပ်သို့ရောက်၍သွားမည်လမ်းဖြစ်ပါသည်။တငယ်ကလေးသည်ကလေးငယ်ကိုချီရင်းဒုက္ခဝရီတောင်ထိပ်စီတို့တွားမိလမ်းတိုင်းလိုက်ခဲ့လေသည်သူတို့နှစ်ယောက်ရောက်ချင်းသည့်နေရာမှာစစ်မရှိသောဒေသငင်းချမ်းတာယာသောဒေသလူသားတွေပျော်ရွှင်စရာအသည့်ရှိသောဒေသဖြစ်ပါသည် ထိုကလေးငယ်နှစ်ဦးသာမကဒီကဘာလုံးရှိလူသားများသည်လည်းထိုဒေသတို့သာညှို့မှန်းကြသည်ဖြစ်ရာတနေ့တွင်ယခုကဘာသည်ပင်နှင်းငင်းချမ်းသာရသောကဘာဖြစ်လာနိုင်စရာအကြောင်းရှိသေးသည်မဟုတ်တုံတော့25ရက်6လ52နှစ်တွင်ကိုရီးယားစစ်ပွဲနှစ်နှစ်ပြည်မြောက်ခဲ့ပြီသည်ကိုရီးယားပြည်၏ငင်းချမ်းရေးနှင့်ကဘာငင်းချမ်းရေးအမြန်ရရှိစေကြောင်းရည်စူး၍ဤဝိထုလိုကိုဘာသာပြန်ထားပါသည် လူထုကြာနဲ့အမှတ်29ဇူလိုင်1952နားဆင်အားပေးခဲ့သူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။